လက်ရှိစစ်တပ်ကိုဘသူဖြက်လဲလို့မေးလို့ရှိရင်စစ်ဘုံချုပ်တွေနဲ့အဲ့ဒီစစ်တပ်ကို ထောက်ခံပါတယ်ဆိုတဲ့ဒုတိဖြစ်တာပဲเนาะဘာဖြစ်လို့လဲဘုံချုပ်ဆန်တီထောင်ခဲ့တဲ့เนาะမြမတက်မတော်ပြည်သူတက်မတော်ဆိုတဲ့ဘဝကနေအခုချိန်မှာစစ်ခွေးတက်သူဘဝရောက်သွားတယ်အဲ့ဒါဒီဘာကြောင့်ဒီစစ်တပ်ကိုခေါင်းဆောင်ခဲ့တဲ့စစ်ဘုံချုပ်တင်နဲ့အဲ့ဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့စစ်တပ်အတိုင်းဝိုင်းကဖြစ်စည်းတစ်လိုက်တဲ့အတွက် ဒီတက်မြန်မာတက်မတော်ဆိုတဲ့စစ်တပ်ကြီးကခွေးသက်ဆိုတဲ့ဘဝကိုရောက်ပြီးခြေထွေးပြုတ်ကြသွားလာကျွန်တော်ပြောတာယုံလားမယုံလားတမန်ကျွန်တော်ဥပမာပြရမယ်နော်ကြည့်လိုက်ဟိုးဗာလေပြည်သူစစ်ကဆိုယူထုံးနေဘုံမှုဖြိုးဝင်နေဖြစ်တဲ့ပြဿနာကသူများတွေကျွန်တော်ကိုမင်းကအဲဖြိုးဝင်ဖြစ်လို့မပြောရဲဘူးလို့ဗာလို့ကျွန်တော်လာပြောတာပေါ့ကျွန်တော်အနေမဟုတ်ဘူးကျွန်တော်နားမခမရောက်နေလို့ တကယ်တမ်းတော့ဘယ်သူမားလဲဆိုရင်ဖြိုးရမားတယ်နော်ကြောက်ပါဦးကြောက်ပါဖြိုးရဘာမားလဲဆိုရင်လက်ရှိသူပြောနေတဲ့အကြောင်းအရာတော့အားလုံးပြီမှာပါဟိုရက်ကတော့ကပြည်သူစစ်သူတို့စစ်တပ်ကခံထားတဲ့ပြည်သူစစ်အဲပြည်သူစစ်ဆိုယူထွန်းကလာရမြကားတွေကိုမှန်ချပေးဖို့သူ့ကိုစစ်တပ်ကအမိတ်ပေးပြီးတော့အဲ့ဒီဂိတ်မှာဇော်ယူထွန်းပြည်သူစစ်ကိုခေါင်းဆောင်ခံထားတယ်အဲ့တော့ ပြည်သူစစ်ကလာတဲ့မြတ်ကားတွေမှန်ချခိုင်းတယ်အဲ့မှာဘုံမှုဖြိုးဝေလာဝေဖြိုးလာတော့မတည်ဘူးသူရေးထားတာဝေဖြိုးဒီခွေးကောက်ကောင်နာမည်လည်းမတည်ဘူးဖြိုးဝေလာဝေဖြိုးအဲ့ကောင်ကလာတဲ့ချိန်မှာမှန်မချပေးတဲ့အတွက်တစ်ဖက်ကစစ်တဲ့ချိန်မှာသူ့ကိုစစ်ကကောင်းမလားဆိုပြီးတော့တနတ်ထုတ်ဘုံခွဲမယ်ဆိုပြီးတော့မင်းဘာကောင်နဲ့ငါဘာကောင်နဲ့ငါတို့ကတနိုင်ခံလုံးအောက်ထုတ်နေတာကွာဆိုတဲ့မိုက်ကြီးခွဲတဲ့စကားပြုတ်ပြီးထတောင်းညမ်းတာကိုအဲ့ဒီသူ့စစ်ဘက်ကတယောက်ကဗီဒီယိုဖိုင်ရိုက်ထားပြီး line မော်တင်လိုက်လို့ပြည်သူတွေတွေ့ရတယ်အဲ့ဒီကိစ္စကိုသူပြောနေတာပေါ့နော်ဒါကျွန်တော် ိပြီးသားလူတွေတိမှာမတိရတဲ့လူတွေအကြမ်းဖျင်းရှင်းပြတာဆန္ဒကောင်ကြီးပါသူက၄၁ကဆိုတော့ကျွန်တော်တို့အတက်တနှစ်ပဲကြီးတာဒီဖြိုးဝေနဲ့ဒီဇော်ယူထွန်းနဲ့ကကျွန်တော်ကဖြိုးဝေလို့ဘာလို့ခေါ်လဲလို့ပြောရင်နာမည်ကိုကျွန်တော်ခေါ်တာကယာရူးကိုကျွန်တော်မတက်တော့နော်ဇော်ဝေဖြိုးဇော်ယူထွန်းကိုလည်းကျွန်တော်ကဇော်ယူထွန်းပဲပြောမှာနော်နေအောင်လုံးကကျွန်တော်တက်ကြီးတယ် ပြည်သူလူထုတွေနဲ့တပတ်ကလူတွေစိတ်ဝမ်းကွဲအောင်နော်ဖြိုးဝေရလဲသူတို့ကသူတို့အကြောင်းတရားတွေအရင်နေ့ကရှိခဲ့တယ်မှန်မှားဘူးသူလဲအကြံနဲ့လာတာပဲဒါမှမပဲဘာလို့မှမချရလဲ तू ကသူကပြဿနာကိုမပြည့်ပြည့်အောင် तू ကဖန်တီးတာဒီဖြိုးဝေရနော်နံပါတ်၁ချက်ကမှန်ချရမှာလေမှန်ချလိုက်ပြီရောဒီလေ လက်ရှိချိန်မှာစစ်တပ်ကကောင်ကိုဟုတ်လားပြစ်ရှိပါတယ်လို့အရင်ပြောဘုံပြိုးပါတော့ငါဒီလိုပါအလုတ်ကိုနားထောင်ကြည့်လက်ရှိချိန်မှာဒီဘုံမူကောင်ကိုအပြစ်ရှိပါတယ်လို့အရင်စကားလမ်းချောင်းစိတ်မူမတီးဘူးလေကျွန်တော်လေကားလိုက်တယ်ပြီးရင်ဘာပြောမလဲဟုတ်လားစိတ်မူမူဆိုတာဘယ်လိုနော်လေးလားပြည်သူစစ်တော်ဘူးလားဒီလိုပါပဲကျွန်တော်တိုက်ခတ်ခံနေရတာပဲ ဘိုင်ဘာနေပို့ပေးလိုက်ကျွန်တော်အဲ့ကြံခဲ့သေးရေနော်ကားထဲမှာဟုတ်တယ်ပြီးတဲ့အချိန်မှာဘာပြောမလဲဆိုတော့ကျွန်တော်ပေးသားထောင်းချင်တာဟုတ်ဟိုနောက်ဘုန်းထဲမှာကျွန်တော်ဟိုဟာလေးအဲ့အဲ့ဥစ္စာလေးပို့ပေးသားမှာโอเคကျွန်တော်ပြောခဲ့သလောက်ကတော့ကျွန်တော်လည်းအရန်တိုက်ခဲ့ခံရတယ်သူစိတ်မူမူလဲကျွန်တော်ပြောနေပြန်ပြီတဲ့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်ဆက်ပြောမယ်အဲ့တော့ဖြိုးဝေကသူကမှန်ချရမှာเนาะသူတို့ချင်းချင်းဂျိဆက် ဟိုးအရင်နဲ့ကစီးခဲ့ဘူးလောက်လေအဲ့တော့မမချဘူးမမချတော့ဟိုကလည်းမမချတဲ့ပြဿနာနဲ့အဲ့ဒီထဲမှာစောင်းပြဿနာတက်ခေါ်ဟိုကလက်ပြဘုံနေတနက်တွေနဲ့မဆပါလားကျွန်တော် ပြောတယ်လေဝန်ထမ်းအကုန်ကောင်းလားလို့ဟမ်ကျွန်တော်ဝန်ထမ်းတွေကိုစဲနေဆိုတော့ခမားလို့ဝန်ထမ်းကလက်ပြဘုံတွေဟဲ့ခွဲပလိုက်မယ်လို့တနက်တွေချပြတယ်လို့ငါကတက်မတော်ဟာ လက်ရှိတာဝန်ထမ်းဆောင်တွေတို့ဘာလို့ပြောတော့တိတ်ခါမကြဘူးလားကျွန်တော်ပြောနေတာမှားလို့လားအဲ့လိုလူတွေရှိတယ်နော်အဲ့တော့ကဲချိုးရီကိစ္စတော့ तू မှားသွားပြီအဲ့ဒါကိုဗီဒီယိုဖိုင်ရိုက်ထားတာကဘာကြောင့်ရိုက်ထားတာလဲလာပြီရတာစဉ်းစားရမှာ ပြည်သူလူထုစဉ်းစားရမှာကဒီဖြိုးဝေဒီဂိတ်ကိုလာပြီဆိုတာကို ဒီကပြည်သူစစ်ကစော်ယူတော့ရတယ်သူကလည်းတိတယ်ဒီကောင်လာပြီဒီချိန်မှာသူကပြည်သူစစ်ဟိုကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့မာစာပါဖြိုးဝေအဲ့ဒီချားထဲမှာဟိုကသူကတိနေပြီသူကတိနေပြီတိနေတော့အဲ့ကောင်ကိုတားတယ်မမကြောက်ဘူးအဲ့ဒီဘက်ကကောင်ကလည်းဟဲ့အောင်မင်းတို့ဗီဒီယိုပိုင်းရိုက်တာဖြိုးဝေလာပြီ ဟုတ်လားဘသူမားတယ်မှန်တယ်ဆိုတော့ပြောရတော့မယ်အဲ့ဒီအချိန်မှာမှန်မှာကျတော့ပြည်သနာအစားတက်ပြီတက်တော့ဒီဘက်ကကောင်ကဗီဒီယိုပိုင်းရိုက်တယ်ဒီဖြိုးဝေရဲ့ပြောပုံစုပုံရိုက်တယ်နှစ်ယောက်တော့ကရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာမင်းပြောတာမှားတယ်မင်းပြောသလိုဖြိုးဝေလာတာကိုအဲ့ဒီပြည်သူစစ်ကတိလို့ရှိရင်ကားဆဝင်လာတဲ့ကဗီဒီယိုဖိုင်ကိုရည်ရွယ်ချက်ရှိရှိရိုက်ထားမယ်လေ အခုကမင်းတောင်ကဒီခိတ်သေးကိုဝင်လာပြီးတော့ထတောင်းရမ်းမှာဘေးရပြောက်ကကောက်ရိုက်ထားတာလေဟုတ်တယ်နော်မင်းပြောသလိုဆိုကလားချိုးဝေလာတာကိုဒီပီတုစစ်ကတိလို့ရှိရင်သူကစဝင်လာတဲ့ကဗီဒီယိုဖိုင်ရိုက်ထားမှာပေါ့ဟုတ်တယ်မလားအဲ့တော့မင်းတို့တွေအချင်းချင်းတောင်မှကိုလိုရာကိုဆွဲပြောဆိုတာမင်းတို့တက်တယ်ပဲကြည်အဆက်ပြောငါတို့တော့ကတော့ဒီပီတုစစ်ကောဒီစစ်ခွဲပုံမှုရောအကောင်လုံးခွဲပြီပဲ အဲ့ပြည်သူတို့ကတော့ခွေးတွေကြီးပဲကောင်းတော့ဒါပေမဲ့အဲ့ခွေးခွေးချင်းမှတော့မင်းတို့ရဲ့စိတ်ထားတွေစိတ်သက်တွေဘလို့ဆိုတော့ကိုအဲ့နေအောင်တို့ဒီဗီဒီယိုဖိုင်ရေရှင်လုပ်ပေးတာနော်စပြုံးရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာပြဿနာချတာဒါပေမဲ့တက်မတော့ဒီနာဇာကနော်နာဇာကအစိုးရကြီးနဲ့တက်မတော့ကာကွယ်ရေးစည်းချုပ်နဲ့နာဇာကအစိုးရကြီးပြောအဘဒူးချုပ်ကြီးတို့ကျွန်တော်တို့ကထွေးဥတို့ဘာတို့ပေါ့လဲကျွန်တော်လည်းမသိဘူး ဒီလူနှစ်ယောက်လုံးကိုပြင်းပြင်းထန်ထန်အရေးယူပါသူတို့နှစ်ယောက်လုံးရဲ့မပြေလည်တဲ့ပြဿနာတွေကနေပြီးတော့မှဖြိုးဝေလုပ်တဲ့ဘဝတက်မတော်ဂုံတိတ်ကကြာစင်းစေခြင်းနဲ့နော်တက်မတော်ဂုံတိတ်ကကြာတယ်ဒီပြည်သူစစ်ကဇော်ယူတွန်းရလေတက်မတော်ဂုံတိတ်ကပြည်သူစစ်ဂုံတိတ်စာပြည်သူစစ်ဆိုတာကကနေရဲ့လက်အောက်မှာရှိတာ ကြာကြာစင်းတယ်သူတို့နှစ်ယောက်လုံးရဲ့เนาะအတ္တတွေเนาะသူတို့နှစ်ယောက်လုံးဖြစ်တာလဲစောပြေတနာတွေကကျွန်တော်တို့တက်မတော်ကောပြည်သူစစ်ရဲ့ဂုံတိတ်ကတွေရောအကုန်ကြာစင်းကုန်လာဒီကောင်တွေနှစ်ကောင်လုံးအေးယူနှစ်ကောင်လုံးယူရမှာမယူလို့မရဘူးဟာဆရာကြီးညွှန်ကြားเนาะဖြိုးဝေလဲယူသူကသူဘာကောင်မကားလို့ဘာဖြစ်ဖြစ်ကျွန်တော်ပြောပြီးသားဒီကောင်41ကเนาะ41ကလူဟာဘုံမှုစစ်ဆိုရင် တဲ့ပြောတာဗျာတဲ့ပဲပြောလိုက်မယ်စောက်ပဲ့မို့လို့ပေါ့ဗျာဟုတ်လားတရားစီပစင်40လောက်တော့ဘူချုပ်တွေဖြစ်နေ40လောက်တော့ဘူချုပ်တွေဖြစ်နေဒါကတော့ကျွန်တော်ကတဲ့ဝေဖန်တာနော်အာအေးဟုတ်တယ်ဟာဇော်ဘုန်းကြီးကပြောတာ41ကအပတ်စဉ်41ကလူကဘုံမှုစေမယ်ရှိတယ်ဆိုရင်ဒီကောင်ဒီ ငပဲ့ပဲပေါ့မဟုတ်လားအခုကကိုယ်ချင်းချင်းဖြစ်ကြတာဗျာအဲ့တော့ line ပေါ်မှာအခုကကြီးကျယ်ဖြစ်ကုန်လားအဲ့တော့အဲ့နှစ်ယောက်လုံးကတက်မလို့ရဲ့ဂုံတိတ်ကလည်းကြားတယ်ငါပြောချင်တာအဲ့ဒါပြောချင်တာဒီ video file မှာအဓိကကျွန်တော်ပြောချင်တဲ့ဇာကအဲ့ဒီဇာကနော်နည်းနည်းဖြစ်ရင်တက်မတော်ဂုံတိတ်ကဂုံတိတ်ကဆိုတော့ဂုံတိတ်ခါဆိုတာဘာဟုပြောတာလဲဟမ်ဂုံတိတ်ခါဆိုတာဘာဟုပြောတာလဲ မင်းတို့နည်းနည်းဖြင့်တတ်မတော်ဂုံတိတ်ခါကြရလဲဆိုမင်းတို့တတ်မတော်မှာဂုံတိတ်ခါရှိလားဟမ်ရှိလားအဲ့ဒါမေးချင်တာမင်းတို့နည်းတတ်မတော်ဂုံတိတ်ခါကြရတယ်ဒီကိစ္စကတတ်မတော်ဂုံတိတ်ခါကြရတယ်ဆိုတော့မင်းလောင်မနော်မင်းတို့ဘောမအချင်းချင်းဖုတ်ခွေးအချင်းချင်းမင်းတို့ဖုံးဆက်လို့ရှိရင်မင်းအတန်ဒီဖမ်းတဲ့ record တွေယူထားလဲမဟုတ်လားအောင်မင်းနဲ့ဖြစ်လို့ရတယ်မင်းတို့ယူထားတာပဲနော်ဟိုဘယ်ပါတီရဲ့ကောင်မလဲဟိုကောင်မလဲဘာခိုင်းလဲအဲ့ကောင်မလဲဖြစ်လို့ရတယ် record တွေယူထားတာပဲဟမ်အခုဒီ ဒီပြည်သူစစ်ကောင်ကသူ့ဘင်းသားသူ့တယောက်ကသူ့တပည့်လက်ပါလေသူ့ကောင်တကောင်ကတော့မရိုက်ခိုင်းရင်အဲ့ဒီမင်းတို့ပြောတဲ့ဘုံဘူးဆိုကောင်ကတူတလို့မလုပ်ပါဘူးဒီလိုမပြောဘူးဆိုအဲ့ပြည်သူစစ်တွေအနေနဲ့သက်ဆိုင်ရာကိုဒီကောင်အောင်ထိအောင်တိုင်နိုင်လားကြောနိုင်လားအပြည့်ရှင်းနေတယ်လေကွာနော်အဲ့ဒါဒီဗီဒီယိုဖိုင်ကိုလိုင်းပေါ်တင်လို့တက်မတော်ဂုံတိတ်ခါရှိရဆိုတော့မှန်တဲ့အရာကိုမှန်တဲ့အတိုင်းချပြတာကိုဂုံတိတ်ခါကြတယ်ဆိုရင်မင်းတို့ အမှတော်ရဲ့အစင်တန်းကဘယ်အစင်တန်းဖြစ်နေပြီဆိုတော့မင်းတို့ပြောတဲ့ဇကားရတယ်အဖြစ်ပေါ်သွားတယ်။ဟုတ်တယ်နော်အခုပြည်သူစစ်ကောင်တင်လိုက်တဲ့ဗီဒီယိုဖိုင်ကမဟုတ်မမှန်တာကိုလောက်ကလီဗယ်ပြီးတော့တင်တယ်ဆိုရင်တော့ဒါမင်းပြောလို့အပြစ်။ရှင်းရှင်းလေးပဲ။မင်းတို့တမတော်ကမှတ်ကြောက်တင်နိုင်တယ်ဆိုလို့ရှိရင်ကြိုက်တယ်လို့တင်လေ။ဒါအခုမင်းတို့တမတော်ကဘုံမှုဆိုတဲ့ကောင်ဝင်လောက်ရကြည့်ပြည်သူချွေးနေစာပြည်သူဝယ်ပေးထားတဲ့အခွန်အခမ်းနဲ့ဝယ်ထားတဲ့တနတ် လက်ပစ်ဘုံတွေဖုံပေါ်ဘုံတိုင်းတင်ငါတို့ကတနိုင်ငံလုံးကိုပတ်အုပ်ချုပ်နေတာဆိုတော့ကိုကိုအုပ်ချုပ်သူလူဒန်းစားလုံးတတ်မှတ်ပြီးတော့ငါတို့ပြောတဲ့တိုင်းသာခံမယ်ဒါသာပြည်သူစစ်တော်မဟုတ်သေးဘူးနော်ဒီစစ်တပ်ကအမာခံတိုက်ပေးနေတဲ့ပြည်သူစစ်ပြည်သူစစ်ဆိုတော့လက်ရှိမင်းအောင်နိုင်အပါအဝင်ဒီစစ်တပ်အားလုံးအတွက်ကိုအသေးခံပြီးအရှိတနေပေးတဲ့ကောင်ပဲအဲ့ဒါလို့နေပေးတဲ့ကောင်ပေါ်တော်မှမင်းတို့စစ်တပ်ကဘုံမှုဆိုကောင်ဘလူဆက်ဆက်တယ် ဲ့တော့စစ်တပ်ထဲမှာဒီလိုဘုံမှုဆိုတော့កောင်ပြိုးနောက်ထပ်ဘယ်နှកောင်ရှိသေးလဲနော်အဲ့ဒါအဖြေပဲဒီလားအဲ့တော့ဒီလိုမျိုးနော်မိုက်ရင်းစုပ်ပဲ့တဲ့កောင်မျိုးပြည်သူဘုံတို့ဆက်ဆံတဲ့កောင်မျိုးအမှန်အမှန်တိုင်းချပြတဲ့လူကိုတတ်မတော်ဂုံတိတ်ခါကြဆိုတော့မင်းတို့တတ်မတော်ရဲ့ဂုံတိတ်ခါဘယ်ဟာကိုပြောတာလဲငါတိကျလို့ပါပြောပြပါလားဟမ်မင်းတို့တတ်မတော်မှာဂုံတိတ်ခါဆိုဘယ်ဟာကိုပြောတာလဲလို့ဟမ်အဲ့ဒီပြည်သူစစ်နေရမှာမင်းသာဖြစ်ကြည် ဇောမဟိဟမ်မင်းသာဖြစ်ကြည့်နော်ဟိုမှာဟိုကောင်ရိုက်နေတဲ့တန်းနဲ့ဖုံးမရိုက်တဲ့ဆိုဖုံးကိုချလိုက်တယ်မင်းဆိုရင်လည်းနောက်ထပ်10ရက်လောက်လိုက်လို့ပြီးပြောလို့ပြီးရောမဟုတ်ဒါပေမဲ့တခုတော့ရှိတယ်ဗျနော်ခမားတို့ပြည်သူစစ်တွေရဲတွေစစ်သားတွေဇောမဟိအစင်ကနဲတော်စင်ပေါ့တိဘုံမှုစင်တော်စောက်ပဲ့လို့တိပြောတာနာမည်ကိုင်ပြီးစောက်ပဲ့လို့တိပြောတာစဉ်းစားကြည့်နော် ဘုံမူးအဆင့်ကိုတော့မှစောက်ပဲ့ပါကွာလို့တင့်ပြောတာနော်ဇော်ဘုံဝင်အဆင့်ကမင်းတို့အောက်ခြေစစ်သားတွေရဲတွေပြည်သူစစ်တွေလောက်ကိုတနာတယ်တိနော်ငါနဲ့တုံတာတစ်ခါကြားလို့ရှိရင်တိုင်းဘူးကိုငါနဲ့တုံနေတာအာမင်းဇော်ဘုံဟိဘာကောင်အောင်မေလို့နဲနဲ့ကောင်မဟုတ်ဘူးဟမ်မင်းတို့စစ်တပ်ထဲမှာလည်းအဲ့လိုပြောပိုင်မရှိလားအာတိုင်းမှုအစ်င့်ကိုငါနဲ့တော့ဖို့နေတယ်တိုင်းရင်မှုအစ်င့်တော့ငါနဲ့တော့တော့ကြည့်ပါဦးဟမ်ဇော်ဘုံဟိဗီဒီယိုဖိုင်တွေကြည့်တဲ့လူတွေ့မှာပါနော်အဲ့တော့ ကြီးနိုင်ငယ်ညင်နိုင်ရာစတလိဆန်ဝါဒကို မမောနေကြတာအဲ့ဒါအပြေပဲအခုဇော်ကုန်းဟင်းကဒီဗီဒီယိုဖိုင်ကို line ပေါ်တင်လို့ပြောတယ် line ပေါ်မတင်ဘဲနဲ့ထားလိုက်ရောအဲ့ဒီ line ပေါ်ကမင်းတို့စစ်တပ်ကိုထောက်ခံတဲ့ကောင်တွေ wine all လို့လားဒီစစ်တပ်ကနော်ဟိုကောင်ကတောင်းပန်ပြီးတော့ပြည်လေွားရတာအဲ့ဒီဇော်ယူထွန်းတာအဲ့ဒီပြည်သူစစ်ကောင်တာ line ပေါ်မတင်လိုက်ကြည့်တိုင်းမှုသွားတိုင်းလဲဘဒုဘက်ကပါရှင်းရှင်းလေးဗိုလ်မှုဘက်ကပဲပါပါ နော်ကြိုက်တဲ့ဟာတော့တိုင်ဒီသူစစ်နဲ့ဘုံမှုနဲ့ဖြစ်တယ်တာမန်စစ်သားတော့မဟုတ်ဘူးလားဟုတ်တယ်မလားအဲ့တော့ तू ရိုက်တာမှားလားမင်းက तू ရိုက်တာကိုမှားတယ်ပြောတယ်အေးအဲ့ဒါဆိုမင်းသူ့နေရာမှာကိုချင်းစာကြည့်ပေါ့အဲ့တော့မင်းတို့ပြည်သူစစ်တွေအနေနဲ့မင်းတို့မနာကြဘူးနော်မနာကြဘူးကြည့်စစ်သားတွေရဲတွေကွတ်ဒလိုပဲစစ်သားထောက်ခံပါတယ်ဆိုတော့ကောင်တကောင်ကငါနဲ့တုတ်လို့တုတ်မင်းတို့တိုင်းမှုစင်အောင်ငါနဲ့တုတ်ပဲကွာအခုလည်းကြည့်ပါလားဘုံမှုစင်ကိုစောက်ပဲ့ပါကွာတဲ့တေပြောတာ ဟမ်စဉ်းစားကြည့်ဒါဒါဒီထက်ဆော့ကားတာမရှိတော့ဘူးနာမည်ကင်ပြီးတော့စောက်ပဲ့ပါကွာလို့ဘုံမှုတယောက်ကိုတိတ်ပြောရတဲ့အစ်စ်ဇော်ဘွားကြီးမှရှိတာအမင်းတို့ဘာလို့ပြီးလဲဇော်ဘွားကြီးကိုနော်အဲ့တော့တရားတာမတရားတာမသိဘူးအကောင်ကြီးကတော့စားမယ်ငယ်တဲ့ကောင်ခံအဲ့ဒါပါလေတလိဆံွာတာခွေးအုပ်ထဲမှာကြည့်လိုက် ခွေးအုပ်လိုက်ဆိုဒီဘက်ကကောင်ဟိုဘက်အုပ်မှာတွားကြိုက်တွားကြိုက်လို့ရှိရင်ဒီဘက်ကကောင်တွေကနိုင်နာမနိုင်မှုစွတ်ကြိုက်တာပဲ cô công an toàn này trên đồ là tụi nhớ sản đoá khô đồ là mà sinh ra sâu sâu chặt đập nó ấy thì cô ta ông thế mà lên bà lâu lên, chi được còn phù lục này nghe đấy còn cay này đó là nó nên đấy ai chi được còn ông qua còn mà nghe đấy còn nhìn nhàng cay này ấy là lấy xin xét đam mà xin để được bông dàn này đập bông dàn hết một ý ấy là ấy là chi này nghe thì ta lấy sản hòa ra ấy thì hòa ra của lấy xin xét đam cả con con cần đuổi này ừ Yes, rồi đó rồi, yes, rồi đó mà. ဘာမှမနားမလဲတဲ့ကောင်ကရေလောက်ကောက်လာအုပ်ထုတ်တယ်စစ်တပ်ထဲကပေါင်းပြီးချုပ်ပြီးတော့ညှို့မှုတွေညှို့ကြုတ်နေရရဲဥပဒေရဲလောက်ထုံးလုံးပြီးဆိုတော့ရဲတွေပဲတိတာလေမင်းကမင်းပိုက်ပွဲပဲ20တောင်တိုက်လာပါစေမင်းကစစ်သားဆိုစစ်သားလောက်ပဲမင်းသားလည်းမှာအဲ့လိုနားမလဲတဲ့ကောင်ကမင်းတို့ကငါနားမလဲဘူးလို့အုပ်ထုတ်ဖို့အတွက်ပဲလာတာဆိုပြီးရဲတွေပြန်အုပ်ချုပ်တယ်ဒါတွေကိုရဲတွေကလည်းနားကောင်းမှမတိဘူးဟုတ်ကဲ့ပါပါဟုတ်ကဲ့ပါပါဆိုဖင်ကုန်းခံတယ်เนาะအဲ့လိုအစင်းစင်းညွတ်နေမှုကလည်း အပေါ်မှာရှိတဲ့ညှို့မှုညှို့ချုပ်ကိုဟုတ်ကဲ့ပါပါဟုတ်ကဲ့ပါပါဆိုပြီးနားခံတယ်ပြီးသူကလည်းအောက်မှာရှိတဲ့စကမ်းမှုတွေကိုပြန်ပြီးတော့အနိုင်ကျင့်တယ်နော်အောက်ကစကမ်းမှုတွေကမြို့နယ်ကိုတစ်ခေါက်ကျွန်တော်တို့ဘက်မှာဆိုငပြားကြီးဘဏ္ဍပုံငပိဘဏ္ဍပိတ်တာပဇွန်ချောက်ဘဏ္ဍပိတ်တာလန်တောင်းလာအောက်ကစကမ်းမှုတွေကဟုတ်ကဲ့ပါပါဆိုသွားရတယ်လကထုတ်တာစကမ်းမှာအယောက်55ယောက်ရှိရင်9ယောက်စာဖြတ်ထားတယ်အယောက်မင်းမရှာခဲ့ညိုလေမလက်ကသွားထုတ်ကျွန်တော်ပြောတာမဟုတ်ရင်လာခဲ့ဖြတ်ထားရတယ်တော့မင်းပြန်ရှာ စကမ်းမှုကအဲ့ဒီ9ရောက်စာလုံွေနဲ့ညွနေရနေလက်ခတ်ပတ်ဆိုပြန်လာတယ်။နေရင်းနဲ့နေရင်းအင်ချက်တွေခေါ်လိုက်တယ်။ဟဲ့ကောင်လေးကဘယ်နှယောက်စာလုံလဲ။ငါ့ကိုအဖကလည်းငပိဒီငပြက်ဒီပစုံကြောက်တွေမှာတယ်။ငပြာကြီး၄ဘုံရိုးရိုးငပြာကြီးမဟုတ်တော့။ဟာပါတယ်ကျွန်တော်တို့ဘက်မှာဆိုအချိုအချိုရေးဆိုတာစစ်ကြရင်ငပိကိုတို့ထပ်ထပ်အဲ့စီရရင်တစ်ဆက်ချင်းကြရတဲ့အကြီး။နော်အဲ့လိုငပြာကြီးအကောင်းစားမှ။အင်းအဲ့နေရင်းနေရင်းအင်ချက်ရက်ကွက်ထက်ခါပြတ်မှုရဲ့။ ူကသူကောင်းကောင်းကောင်းကိုလှုပ်ဆန်းနေတဲ့လုပ်ငန်းရှင်ကြီးမှာဟဲ့ဘာဘလောက်လောက်အောင်ဒီနေ့နယ်လက်ဆက်ဆံရေးလာခင်ဗျားတို့နှလုံးတိုင်းလာလာတတယောက်ကို9000စုံချောက်အဲ့ဒီပုံစံမျိုးနဲ့သွားနေတာအဲ့တော့နယ်ရင်းကလည်းအောက်ကရှောက်ရရတယ်ရွတ်စကမ်းမှုဒါကျန်တာကလေးအဲ့ဒီဆက်ဟောအဲ့ဒီပေါ်ကြီးတာရာနေတာအော်စကမ်းမှုကလည်းခုနကပြောလို့နယ်ရင်းနယ်ရင်းအချက်တည်းကသူ့ကိုဂါတဲ့ဟာကိုအဲ့ဂါကြီးတွေကပြန်ယူညွနေဦးတင်းအာညွနေမှုကလည်းအောက်ကစကမ်းမှုတွေပေးတဲ့ဟာလေးနဲ့တာရာနေတယ်ဟမ်အစစ်စစ်အဲ့ပေါ်ကြီးကိုမှတ်နေကြတယ် အဲ့ဒီစနစ်ပြောင်းအောင်သူတို့မကြိုက်ဘူးစနစ်ပြောင်းရင်ပြည်သူကိုပြန်ကြောက်နေရတယ်အဲ့အောက်ကစီးတဲ့ရဲလေးကိုလည်းပြန်ကြောက်နေရတယ်မတော်အနိုင်မကျင့်လို့မရတော့ဘူးအခုခေတ်ကျတိုက်စောက်အနိုင်ကျင့်လယ်မြေဘက်တနေတနေအဲ့တော့ကျွန်တော်တို့ပြောတာညွန့်လားအဲ့ဒါအဖြစ်အဲ့တော့လက်ရှိစစ်တပ်ကိုဖျက်ဆီးနေတာဒီဘ ᱹ ူတွေလေစစ်တပ်ထောက်ခံလူတွေ ਨੇ စစ်တပ်ကိုအခေါင်းဆောင်နေတဲ့အဲ့ဒီမင်းအောင်နိုင်လို့စစ်ဘူချုပ်တွေပဲအဲကြောင့်မို့လို့ဒီစစ်တပ်ကပြည်သူတွေသတွေးခွက်မှာညှောပြီးတော့မြောင်းနေရောက်တယ် ဒီနေ့ခေတ်မင်းတို့အမှန်တရားကိုမြင်အောင်မကြည့်တွေ့မင်းတို့ဘယ်တော့မှလမ်းမှန်မရဘူးမင်းတို့စစ်တပ်ကိုသူကဘယ်လိုခေါ်လဲတည်င်းပြီးတော့ခွေးတွေပြန်နှောက်ရောက်နေခွေးစစ်ကြောင်းဘယ်ကိုထိုးလဲပြေဝါမှာခွေးတွေမှွေးနေပြီဟာခွေးဘယ်နေရောက်လာမသိဘူးမင်းတို့အဲ့လိုပြောတာအဲ့အမှန်တရားတော့မဟုတ်ဘူးညင်းညင်းလို့လက်ကလာအဲ့ဒီလိုဘာကြောင့်ဖြစ်နေလဲဆိုတဲ့အမှန်ကိုမင်းတို့တွေစိတ်မဝင်စားတွေ့အဲ့ဒီအမှန်ကိုလက်မခံတွေ့ဘယ်တော့မှမင်းတို့လမ်းမှန်မရဘူး စိတ်ရတယ်เนาะအဲ့တော့ထပ်ဖြတ်ပါเนาะအပြီးဖြတ်လိုက်တာကောင်းတယ်သူတို့အကျင့်ပြတဲ့စစ်တပ်ကိုနောက်တစ်ချိန်အဲ့လိုအကျင့်ပြတဲ့စစ်တပ်ငါတို့တိုင်းပြည်မှာဘယ်တော့မှမရှိသေးအောင်ဒီတော်လိုင်းပြီးရင်တိုင်းပြည်အတွက်တည်သူအတွက်တကယ်စစ်မှန်တဲ့ပြည်သူတတ်မတော်ဂျင်းတွေပေါ်လာလိမ့်မယ်เนาะအဲ့တော့ဒါနောက်ဆုံးအခွင့်အရေးပေါ်ကြိုက်တဲ့လောက်ကန်းကောက်အောင်ကြီးငယ်ငယ်ချင်းရုပ်မှာじゃနောက်ဆုံးအခွင့်အရေးမှာမင်းတို့ရတဲ့လောက်ယူလာကြเนาะဒါပါပဲ